သားကြီးမြင့်မြတ်ရဲ့စိတ်မကောင်းစရာသတင်းတွေကြားရတဲ့အတိုင်းကလုံးဝပြည်သူတွေကတော့အယောင်မှာမိသားကြီးမြင့်မြတ်တကယ်ပဲဖြစ်သွားတာလားဆိုပြီးတော့စိတ်ဝင်စားနေကြပါပြီစုံစမ်းနေကြပါပြီမိသားကြီးမြင့်မြတ်ကတော့လေဒီနှစ်ပိုင်းအတွင်းမှာလူမုံအများဆုံးမိသားလေးဖြစ်တယ်လို့ဟိုကျွန်တော်ပြည်သက်တွေအချစ်ဆုံးမိသားလေးဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောရမယ်အစတုန်းကတော့မိသားမြင့်မြတ်ကတော့မြောင်းနေကမှာလူချစ်လူခင်ပေါ်အများဆုံးမိသားတွေရောဖြစ်တယ်ဒါမဲ့သူနေစကားပေါင်းအကာ90ကျော်လာရိုက်ကူးခဲ့တဲ့ ဒရိုက်တာပြင်းအိန္ဒိယကကျွန်တော်တို့မိသားစုမြင့်မြတ်ရဲ့နောက်ချောင်းတွေကိုဖော်ထုတ်လိုက်တဲ့အခါမှာတော့တနိုင်ငံလုံးကသူရဲ့ပြည်သက်တည်တော်မင်းများကမြင့်မြတ်ရဲ့ကိုချင်းတိတ်ခါတရားတွေကိုယုံရှာမုန်းတီးသွားကြရပေါ့နော်မိသားစုမြင့်မြတ်က သူကစကားတကားရိုက်လို့ရှိရင်ပတ်စံတွေအကုန်လုံးနှီးပါကိုသူပဲသိမ်းယူပြီးတော့เนาะဂျန်နေဒါစပ်ပိုးဆက်ရံတွေကြတော့ဒါ70သိန်းတော့မရရနေထားမှရှိတယ်ပေါ့เนาะသူကသိန်း1000ကျော်ယူတယ်ဆိုတော့သူကပတ်စံတွေအများကြီးယူတော့ရုပ်ရှင်ထုတ်လုပ်တဲ့သူတွေကเนาะဂျန်နေဒီစပ်ပိုးဆက်ရံတွေဆက်အဖွဲ့သားတွေ traitor တွေကိုကျွန်တော်ပတ်စံမပေးနိုင်တော့ဘူးလိုမျိုးရှိတယ်ပြီးတဲ့ခါကျတော့ရက်ကွင်းပေါ်အထိဖာချတတ်တယ်เนาะမင်းလေးတွေခေါ်ပြီးတော့အိတ်တယ်ပေါ့เนาะဒါမိမမသိအောင်ပေါ့ပြီးတဲ့ခါကျတော့ မြင့်မြတ်ကအရက်အရန်တောက်တယ်ပေါ့နော်ကျွန်တော်တို့ဂင်ညီတို့ဆိုရင် စက်ဝင်ခန်းတစ်ခုမှာမလို့အပ်ပင်နဲ့သူကခေါ်တယ်ပေါ့နော်ဆိုတော့ဒရိုက်တာတွေကမလို့ပဲနဲ့ထဲရပြီအထူးသဖြင့်တော့တောက်ဖို့တောက်ဖက်အနေနဲ့သူကခေါ်ချင်တာဒါမျိုးတွေကိုဒရိုက်တာပြင်းကြီးကအလုံးစုံချပြပြီးတဲ့နောက်ပိုင်းမှာတော့ပုံဝေးတော့လူမုံများတွေသူချပြတဲ့အချောင်းရင်းကလေမိသားကြီးမြင့်မြတ်ကစစ်ကောင်စီနဲ့လေပူပေါင်းနေပေါ့နော်စစ်ကောင်စီကိုလေဂျုံရင်းလာစင်လာတိုင်းငွေကြေးထောက်ပံ့မှုတွေရှိတယ်ဆိုတော့ဒရိုက်တာပြင်းကြီးကထောက်ပြပြောပြခဲ့တာလေးဖြစ်ပါတယ်ဒါတွေကိုကျွန်တော်အနေနဲ့ပြောချင်တာ အခုတော့မိသားကြီးမြင့်မြတ်ကညရောကလှုပ်ချန်ခံရတယ်လို့သတင်းတွေကတော့သက်လာနေရေပေါ့နော်ဆိုတော့အင်မတန်မှစိတ်မကောင်းပါဘူးလောလောဆယ်မှာစီအောင်တန်နေရာချောင်းတီးရတယ်ကင်ကြီးတို့လည်းအတီးပြူထားတယ်မိသားကြီးမြင့်မြတ်အသက်အန္တရာယ်